တရုတ်ဆောင်ပိုင်တကွန်တို့ဇနီးမောင်နှင့်အတွက်တမိုးကြီးစိန်ပွင့်ကြီးကိုမင်္ဂလာလက်ဖွဲ့အဖြစ်ပေးအပ်ခဲ့တယ်။စိန်အင်ဂရီစိန်ဆိုင်ပိုင်ရှင်မမငယ်မင်္ဂလာပါပရိသတ်ကြီးရှင်မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲစိန်ဆိုင်တွေထဲကတဆိုင်ဖြစ်တဲ့စိန်အင်ဂရီစိန်ဆိုင်ပိုင်ရှင်မမငယ်ကိုတော့ပရိသတ်တွေအားလုံးကတည်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်။အနုပညာလောကကမဟုတ်ပေမဲ့လည်းအသက်ငယ်ငယ်လေးနဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေသူဖြစ်ပြီးစိန်ဆိုင်လောကမှာတော့အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်လို့ပြောရမှာလည်းဖြစ်ပါတယ်။ မမငယ်ကစိန်ဆိုင်ကြီးကိုဦးစီးလောက်ကိုင်းနေသူတယောက်ပြီးပြီးအမှုပညာလောကသားတွေနဲ့လည်းအမြဲတမ်းပတ်သက်ဆက်နွယ်နေရသူတယောက်ဖြစ်တာကြောင့်အမှုပညာရှင်တွေအပေါ်မှာလည်းတကယ့်ကိုညီအကိုမောင်နှမအရင်းချာတွေလိုသဘောထားချစ်ခင်တတ်သူလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လည်းပြီးခဲ့တဲ့ဇွန်လ14ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ပိုင်တကွန်းနဲ့မလေးမြာဖူးလို့ရဲ့မင်္ဂလာဧကန်ပွဲကိုစိန်အင်ဂရီစိန်ဆိုင်ပိုင်ရှင်မမငယ်ကသူမကိုယ်တိုင်တက်ရောက်ပြီးခဲ့တဲ့အပြင်မင်္ဂလာပန်းစည်းကြီးနဲ့အတူ တမိုးကြီးလာတဲ့စိတ်မွင့်တွေကိုပိုင်တကွန်တို့ဇနီးမောင်နှံအတွက်မင်္ဂလာလက်ဖွဲ့ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်တကွန်ကတော့ဇနီးလောင်းလေးမလေးမြဖူးကိုချစ်သူတက်တန်းလေးနှစ်ကျော်မှလက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ပြီးမိသားပါသားပြီးပြီးတောင်းရန်ခဲ့ကောင်းအခုလုံခန္ဓာကြီးကျယ်လာတဲ့မင်္ဂလာဧကန်ပွဲကြီးကိုလည်းကျင်းပပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်တကွန်နဲ့မလေးမြဖူးတို့ရဲ့မင်္ဂလာဧကန်ပွဲကိုမြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲအနုပညာရှင်တွေလည်းစုံစုံညီညီတက်ရောက်ပေးခဲ့ကြသလို ။တရုတ်ဆောင်ပိုင်တကွန်နဲ့အမှုပညာအရာရောစီးပွားရေးအရာပါပတ်သက်ဆက်နွယ်နေတဲ့နိုင်ငံကျော်လုပ်ငန်းရှင်ပေါင်းများစွာလည်းတရောက်ကုန်ပြုပေးခဲ့ကြတာပဲဖြစ်ပါတယ်။ထို့ထဲကမှစိန်အင်ဂရီ စိန်ဆိုင်ပိုင်ရှင်မမငယ်ကထူးထူးခြားခြားအနေနဲ့တံမိုးကြီးလာတဲ့စိန်ပွင့်တွေကိုမင်္ဂလာလက်ပွဲအဖြစ်လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။တံမိုးကြီးလာတဲ့စိန်တွေလက်ဆောင်တွေကိုမင်္ဂလာလက်ပွဲအဖြစ်လက်ခံရရှိခဲ့တယ်။တရုတ်ဆောင်ပိုင်တကွန်နဲ့မလင်းမြဖူးတို့အတွက်လည်းပိတ်သက်ကြီးကဝမ်းသာစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။